ကျွန်တော်မှရှိတယ်ကြည့်ကြအောင်နော်59မိနစ်တော့ဖြစ်သွားပြီ59မိနစ်တော့ဖြစ်သွားပြီဆိုကျွန်တော်တို့က83ပေးထားရပါတော့83ဆိုတော့ခဏကျွန်တော်ပြထားပါတယ် channel လေးလည်း subscribe လုပ်ထားခဲ့ကြပါအောင်နော် channel လေးလည်း subscribe လုပ်ထားခဲ့ကြပါအောင် ဝင်ဝဲလေးလာမလားလို့ကျွန်တော်တို့ချက်ကြည့်အောင်ပေါ့နော်ကျွန်တော်မနက်ကတော့ဒီမှာပြေးထားတယ်ပြူလေးကတော့မရှိဘူးခင်ဗျရှိရနိုင်ရကိုကြည့်ထားရပါတော့။ဆောင်းလိုက်ကိုတိထိုးတော့ပါပြီ။တောင်ရဘူးလေးရက်နေပါလေ။ တစ်ထိပ်ပါနော်ဟုတ်ကဲ့တစ်ပူးနေရနေကျွန်တော်မိတ်ဆွေတွေအကုန်လုံးကျွန်တော်ဒီမနေ့တော့နော်26ရက်နေ့ချိန်နဲ့ပတ်ပြီးကျွန်တော်ပြေးထားရနော်တစ်တစ်ပြီးမလားနေတော့ညနေကျွန်တော်ကတက်တက်ကယူကောက်မှတော့မပါဘူးဒါမဲ့တတိယတော့တစ်ချောင်းပေါ့နော် ကြည့်မယ်ဘာနဲ့ကတ်သွားမလဲလို့ကျွန်တော်ကြည့်မယ်10 11 13 16 19တော့ကျွန်တော်ပေးထားတာပေါ့နော်အဲဒီကူတော်ညင်ညင်ခင်ဗျာဒီကူတော်လေးညင်ပါလေအဲဟုတ်ကဲ့ဒီကူတင်တော့ပြီပေါ့နော်ဒီကူနဲ့တင်တော့ပြီဆိုတော့ကျွန်တော်မိတ်ဆွေတွေနေ့တိုင်းကစားနေမိတ်ဆွေတွေတော့ပတိကစားနေမိတ်ဆွေတွေဆိုရင်တော့ ဒါတပူကကျွန်တော်တို့အဆင်ပြေလိုက်မယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီမှာ26ရက်နေ့အတွက်26ရက်နေ့အတွက်အချိန်နဲ့ပတ်သက်ကိုကျွန်တော်ရေးပြီးရွေးပေးထားပြီးသားဖြစ်တယ်ပေါ့နော်။တစ်ချောင်းချင်းဖြစ်ပါတယ်။ဇာတိတော်မယ်ဆိုတော့မိတ်ဆွေတွေကတော့ဇာတိပူတွေကဒီအောက်မှာရှိပါတယ်နော်။ဒီ26ရက်နေ့မှာသုံးရက်လေးတပတ်တာဟူတွင်ဆိုပြီးတော့ဘိုင်ကဘိုင်ရှဲဇာတော်များဆိုပြီးတော့ဇာတိကမထွက်တာဖြစ်တဲ့အတွက်ဇာတိကမထွက်သေးတာဖြစ်တဲ့အတွက်ညနေကိုတော့တင်ပြီးတော့ကျွန်တော်ဇာတိပို့တာ။ စပြီးတော့ခြေတိုးပြီးတော့လိုက်လို့ရပြီပေါ့နော်ခြေတိုးပြီးတော့လိုက်လို့ရပါပြီတိမိတ်ဆိုရင်ကကျပတ်6ဝတိကစားနေမိတ်ဆိုရင်တခြားချိန်နဲ့တခြားပတိကစားနေမိတ်ဆိုရင်တော့ထိထိမိမိရတော့ပြီလို့ကျွန်တော်ထင်တယ်ညနေမှာလည်းထပ်ပြီးတော့ရရှိအောင်လို့ကျွန်တော်နှစ်ချက်ဒီကနေထွက်ပြီဆိုရင်ကျွန်တော်ပြန်လာပြီးတော့ရွှေပေးပြီးတော့တင်မင်းမှဖြစ်တယ်အားလုံးမထိထိမိမိထပ်ပြီးတော့ပေါက်ပါစေရပါစေအဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နော် အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါလေ like and follow subscribe လေးလုပ်ပေးထားပါ share ပေးထားကြပါဦးเนาะအားလုံးပဲကျေးဇူးများတင်ပါတယ်